ပေါ်တူဂီအသင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခန်းစားချက်ကိုဖွင့်ဟလာတဲ့ဂုတ်ကြီးရော်နယ်ဒိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်ရှိုးဒီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ်တူဂီအသင်းရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်တဲ့ဂုတ်ကြီးရော်နယ်ဒိုဟာနိုင်ငံလက်ရွေးစဉ်အသင်းအတွက်ပွဲပေါင်း213ပွဲကစားပေးထားပြီးတော့133ဂိုးသွင်းယူပေးထားတာပါတယ်အသက်39နှစ်အရွယ်ရှိပြီးဖြစ်တဲ့ဂုတ်ကြီးဟာကစားသမားဘဝတစ်လျှောက်ဘလွန်ဒီယောစု9ကြိမ် FIFA the best စုတွေအပြင်တအူးချင်းစုတစ်စိတ်တော်တော်များများကိုစုခွရရှိခဲ့သူဖြစ်ပါတယ် ရော်နယ်ဒိုဟာပြီးခဲ့တဲ့တနင်္လာနေ့ကပေါ်တူဂီဘောလုံးဖွဲ့ချုပ်ကနေပြီးတော့ချီးမြှင့်ခဲ့တဲ့ပေါ်တူဂီကစားသမားတွေအမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ပလက်တီနမ်ကွင်းနဲ့ဆုကိုလက်ခံရရှိပြီးတဲ့နောက်ပေါ်တူဂီကစားသမားတချို့ကိုဝေဖန်ခဲ့တာဖြစ်ပါတယ်ပေါ်တူဂီခြေဆိုင်တနင်္လာရက်ကော့ရဲ့အဆိုအရရော်နယ်ဒိုဟာနိုင်ငံအသင်းအတွက်ကိုစားမပြုကစားမပေးခြင်းနဲ့ဘောလုံးကစားသမားတချို့ကိုစိတ်ပြတ်နေတယ်လို့သိရပါတယ်ဂုတ်ကြီးကနိုင်ငံအသင်းနဲ့အတူပူးပေါင်းချိန်မှာကျွန်တော်အသက်က18နှစ်ပဲရှိပါသေးတယ်ကျွန်တော်အိမ်မက်ကပထမဆုံးနိုင်ငံလက်ရွေးစဉ်ပွဲကစားခွင့်ရရှိဖို့ပါပဲ အခုဆိုရင်ကျွန်တော်25ပွဲပွဲ90ပွဲ100တောင်ကျော်လာပါပြီနောက်ပြီးတော့150 200ဘာကြောင့်မဖြစ်နိုင်ရမှာလဲဒါဟာတကယ်ကိုတံမိုးကြီးမားတဲ့အရာပါပဲစုဖလားအများကြီးစခုရရှိထားတာတော့မှနိုင်ငံအသင်းအတွက်ကစားကွင်းရတာလောက်ကောင်းတဲ့အရာဆိုတာမရှိပါဘူးတကယ်ချင်းတို့ဒါကြောင့်ပေါ်တူဂီအသင်းအတွက်ကိုစားပြုမကစားချင်တဲ့ကစားသမားတချို့ကိုစိတ်ပြတ်မိပါတယ်နိုင်ငံအသင်းနဲ့အတူပျော်ရွှင်စွာပူးပေါင်းပါတိုင်နိုင်ငံများမြန်မြန်လေးပေါ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် ရော်နယ်ဒိုဟာစတင်ပါလာအတွင်းချင်းပါခဲ့တဲ့ Nation League ပွဲစဉ်တွေမှာကစားသမားဘဝဂိုးပေါင်း900ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာကလပ်အသင်းနဲ့နိုင်ငံအသင်းတို့ဂိုးပေါင်း900ရှစ်ကိုထိတွင်းယူထားတဲ့ရော်နယ်ဒိုဟာဂိုးပေါင်းတထောင်ပြည့်အမှတ်တိုင်ကိုရောက်ရှိဖို့သူဆန္ဒတွေကိုပြောကြားလာခဲ့ပါတယ်။ရော်နယ်ဒိုကအခုလက်ရှိဘဝမှာရှင်သန်နေရတယ်လို့ယင်ဆိုင်နေရတယ်။ရေရှည်မတွင်းနိုင်တော့ဘူးဂိုးပေါင်းတထောင်ကိုရောက်ချင်တယ်လို့လူသိရှိကြပြောခဲ့ပေမဲ့အခုတော့အရာအလုံးကလွဲကူသွားပုံပါပဲပြီးခဲ့တဲ့လက900ပြည့်သွားခဲ့ပါပြီနောက်နေ့အနေငယ်အတွင်းကျွန်တော်ချက်တော့တွေဘလို့တုံ့ပြန်မလဲဆိုတာကိုမြင်နေရတာကလက်ရှိချိန်မှာအသက်ရှင်နေတာပါပဲ တကယ်လို့ကျွန်တော်သားဂိုးပေါင်းတစ်ထောင်ပြည့်အောင်သွင်းယူနိုင်ခဲ့ရင်ကောင်းပါလေဒါပေမဲ့မလုံနိုင်ခဲ့ဘူးဆိုရင်လေကျွန်တော်အနေနဲ့တမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားဖြစ်နေပါပြီပေါ်တူဂီယာကြီးကျယ်တဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့အဲ့ဒီလိုတွေးရမှာပါငါတို့မှအရာအားလုံးရှိတယ်ငါတို့ကထူးထူးခြားခြားနိုင်ငံတစ်ခုပါဆိုပြီးတော့ပြောဆိုသွားခဲ့ပါလေလက်ရှိချိန်မှာရော်နယ်ဒိုဟာ Nation League ပွဲစဉ်တွေကစားဖို့အတွက်နိုင်ငံအသင်းနဲ့အတူလေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပါလေရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီသင်းဟာ Nation League ၄ပွဲကစားအပြီး၃ပွဲနိုင်တဲ့ပွဲတရေရမှတ်နဲ့ဆယ်မရရှိထားပြီးနောက်တဆင့်ကိုတက်ရောက်ဖို့အခြေအနေကောင်းနေပါလေ အဆောင်ကြီးပေးခဲ့ကြတဲ့တော့အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ။